မင်္ဂလာပါရှင်။ကျမတို့ Listener Heaven Audiobook Channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့ဖက်ပြပေးခြင်းတဲ့ဝိထုတို့လေးကတော့တာရစ်ဆရာတိတ်ပံဘာတွေရေးသားထားတဲ့စိတ်ညှိုးလေရာဆိုတဲ့ဝိထုတို့လေးပဲဖြစ်ပါတယ်။နားဆင်ခံစားအားပေးကြပါဦးရှင်။စိတ်ဤညှိုးလေရာဒီဘက်တွင်ကຫນွေတီမောက်ကိုမျောကဆောင်ရွေနေတယ်။တကားရွာဆိုဒီမှာဘာမှမဝေးပသိမ့်နဲ့ဘာမှမဝေး ။သူရွာကလေးကိုသွားတော့မှမှပြန်ချင်းတန်း၍လဲပေါ်မလာကြပဲ။ຫນွေသည်ရက်ကိုလက်ချိုးရည်တွက်ခြင်းမျက်ရည်ကိုစံဖွဲရှာတယ်။ပြန်ရက်များလွန်လေပြီ။မောင်သည် အကြောင်းမဲ့ကြာဟန်တော့မတူ။ကိစ္စရှိဟန်တူတယ်။တကားဆိုတော့ရွာကငဲတော့လဲလူလဲအမျိုးသမီးများနဲ့ညွဇွန်ရွေများတောင်းတင်နေလေရောသလား။နွယ်သည်ဆက်ရွေမတွေ့ပဲရှိုက်လိုက်တယ်။သူသည်ပူပူပြင်းပြင်းစုံစမ်းရတော့တယ်။ မောင်တယောက်ပြန်ပေးဆွဲခံရရှာသည်ဟူသောသတင်းကို ကြားရတော့နွယ်သည်မိုက်ခနဲဖြစ်သွားရတယ်။ထို့နောက်သူသည်နားကိုစွန့်၍ထားရတယ်။ဂျင်းကိုမှ၍ထားရတယ်။မောင်ဟူသည်မှာသူနှင့်လက်ထက်ရန်စိတ်ဆက်ထားသူပင်မောင်အတွေ့သူသည်မညာခင်ကပူရပေးပြီ။ညည့်ရည်အိုင်ခဲ့ရပေးပြီ။တခါထိုဘက်တွင်လည်းမောင်သည်နွယ်ကိုလွှမ်းရင်းနှင့်ပူဆွေးနေရရှာသည်ပင် လာမင်းကြီးသည် လူမင်းစွာတာလာသည်ထင်နေမောင်သည်ခြံငငယ်ထဲတွင် အာကာသအောင်၌တယောက်ထီထီအငေးနှင့်ကျွေးရှာရပေပြီ တလောကလုံးတွင်လာမင်းကြီးမှအပသူ့တွင်အဖော်သည်သုံးတယောက်မျှမရှိပြီထို့ကြောင့်သူဟာလာမင်းကြီးကိုစိုက်ရွက်ကြည့်ရင်းပြန်ပေးနေမှာပြေးခွက်ကို တွေးမရခေါင်းရှုံနေရရှာတယ်စိတ်အငြိမ်ဆုံးကနှွဲပင်ယခုတော့သူသည် နွဲကိုလွမ်းရမှန်တိလာပြီ။နွဲကိုချင်မှန်လဲသူ့ကိုယ်သူတိလာရပြီ။ဟိုးလာမင်းကြီးနွဲဖြစ်လာပြီးလှပစွာပြုံးနေလေပြီ။နေ့စဉ်မြင်နေကြကတော့မပြင်းထန်လား။လူဆိုသည်မှာလွတ်တော့ငါမှကြည်သည်အမျိုး။လူဆိုသည်မှာမရမှမြန်လို့၍ဝေးကမှဆွေတတ်သည်အမျိုး။လူဆိုသည်မှာတိမ်သားကိုညီကြီးထက်တန်ဖိုးထားတတ်သည်အမျိုး။လဟာပြင်း၌ တရက်နှစ်ရက်ခန့်အိမ်လာရလျင်ပင်မောင်သည်ဖြားကျင်လာတယ်။နှာစေးတယ်ပြီးတော့ကိုပူတယ်။ထိုအခါတွင်ညံကြီးရှင်က ချော်လဲရောထိုင်ရန်သိတ်ကူးရှင်လိုက်မိတယ်။မောင်ကတွေးသည်မှာအကယ်၍သူသားဖြားပါကဤနေရာ၌ထားလိုက်မည်မဟုတ်တဲ့အိမ်အိမ်တွင်ထားပြလိမ့်မယ်။ထို့သောတဲ့အိမ်တွင်ထားလျင်ဤချံငယ်ကလေးထဲ၌ကျုံးသွင်းခံရတဲ့ကတ်သို့ပြေပေါမရှိဖြစ်ရသည်နှင့်စားလျင် ညာစွာတော်ပြီလိမ့်မယ်ဒိုအိမ်မှာထွက်၍ပြေးလျင် လိုကောင်းလွတ်ပေလိမ့်မယ်ဟုတွေးပြီးကိုပူတီကိုဖြားတီဟုဆိုကညာသာထမင်းလာကြွေတော့မစားဘူးဟုညင်းဆိုလိုက်တယ်ဟန်လုံး၍နေရတော့လဲထုံငပိရဲ့ကျဲနဲ့စံညူတို့သာပါတော့အာဟာရကိုတောင်းတ၍တရေများကြာမိတဲ့ဖြင့်မိမိကိုယ်ကိုမိမိရဲမိရသည်။အော်ဘဝဘဝ ညကြတော့ဘိုးတယောက်လာတယ်။ထို့သူမှာသူ့အားပြန်ပြီးဖမ်းလာသူပဲတယ်။သူကလာ၍မောက်အားအခြေအနေမေးမြန်းချေတယ်။သူကလည်းအနှဲငယ်ပို့၍ဖမ်းလုလိုက်တယ်။ထို့အခါတွင်ပြန်ပြီးဘိုးကသူ့အားအခန်းတွင်သို့မကြာခဏဝင်၍လူရာကိုမေးလေရှိတယ်။သူ့အားကော်ဖီပူပူတစ်ခွက်လည်းတိုက်တယ်။ဤပြန်ပြီးနယ်ကိုရောက်ပြီးမှဤတစ်ချိန်သာလျှင်ကော်ဖီပူပူတောက်ဖူးသေးတယ်။ အဖွာကြီးသည်ကျင်နာသောမျက်လုံးများဖြင့်ကြည်တတ်တယ်။အဖွာကြီးသည် အကြီးတန်၍ခက်ထန်လင်ကစားသူ့မျက်လုံးများမှာဘယုနာတက်ဝင်လာတယ်။သူ့အားနဖူးကိုစမ်းပြီးပိုးရွက်ရည်ကိုတိုက်တယ်။ထိုအခန်းမှထုတ်ခါခေါ်ရွေ့သွားတယ်။သူ့နောက်ကအဆောင်တယောက်တနတ်တလက်နှင့်ပါလာတယ်။သူ့လက်ထဲတွင်ခေါင်းတစ်လုံးနှင့်စောင့်တထဲပါလာတယ်။သူသည်အိမ်ကြီးတအိမ်ကို ရောက်သွားပြီးနောက်အနောက်ဘက်ဆောင်တစ်ခုစီသို့ နောက်ဖေးလေကာမှတက်သွားရတယ်။ဒိုအိမ်မှာအဖွာကြီးတို့ကအပေါ်မှစီ၍မီးပြရတယ်။ပြီးတော့ထိုအဆောင်တွင်ပင်အသင်ရှိနေသောဂရင်စုံစုံနာအိတ်ရန်အမိန်ရတယ်။အခန်းတည်ကျဲလာတယ်။ထိုအခန်းထဲတွင် သူတို့ရဲမဟုတ်ပေ။စောစောကပါလာသောအဆောင်သည်သူနှင့်မလန်မကန်၌နေရန်ကိုကြုံးမိ၍တနက်ကို မြဲမြဲကန်ရင်ငိုင်နေတယ်။စောစောကမီးပြပေးသောအဖွာကြီးကပင် ထို့သူသည်အချိန်ရှိသမျှလူပြေးရန်လမ်းကိုရှာဖွေမိတယ်။သို့တော့အဆောင်တယောက်နဲ့တဖျန်းနဲ့တူတူကြနေတဲ့ဖြစ်အချိန်နေပြီ။ပလက်လန်၍နဖူးပေါ်လက်တင်စဉ်စားရင်မှုံတော်ွားဖြစ်လာတယ်။ငိုင်မြည်လာတယ်။သူမျက်စိထဲတွင်တနက်ကင်အဆောင်ကိုမြင်အောင်လာတယ်။ပြီးတော့ရိုးတိုရိတ်တိတ်နဲ့ဟန်အမျိုးမျိုးပြနေသူကတော့နှွဲ။နှွဲသည်ကစား၍နေတယ်။သူသည်နှွဲအကြောင်းများကို တွေ့ရင်နှွဲ၌ ညူးကအိပ်ပြောသွားရတယ်။အဲ့ရမှာပြက်ကနေလှန်တော့တော့အခါတခန်းလုံးလင်း၍နေလေပြီ။သူ့မျက်လုံးများကိုဖွင့်၍ချိလိုက်တော့အခါလှပတော့မိမမျိုးညူကြောကလေးတူဦးအပြုံးနဲ့ရင်ဆိုင်လိုက်ရသဖြင့် သူသည်အံ့အားသင့်စွာခေါင်းမော်၍ကြည့်လိုက်ရတယ်။မိမမျိုးကလေးသည်အဆောင်လို့သူနဲ့စကားပြောနေရင်ကသူ့အားပြုံး၍ကြည့်လိုက်ချင်းသာသူတို့သည်ဖျားပွဲတစ်ခုအကြောင်းကိုပြောနေကြခြင်းဖြစ်တယ်။ သူကအဲ့ရမှာထားလိုက်ပြီးတောင်ကိုခေါက်နေစဉ်ညာကောင်းကောင်းအိပ်ပျော်ရလားဟုမင်းကလေးအတန်ကြာရသဖြင့်ပျော်ပါတယ်ဟုအပြုံးဖြေလှမ်း၍ဖြေလိုက်ရတယ်ညနာတည့်ရအောင်လာပါဟုဆက်ခေါ်သဖြင့်သူသည်မင်းမပြိုလေဤနောက်မှလှမ်း၍လျှောက်သွားမိတယ်ထိုစင်မှာဆ၍ထိုမင်းကလေးနှင့်ရင်းနှီးလာကြရတယ်မင်းကလေးအမည်မှာမခင်ဝေမခင်ဝေမှာပြန်ပေးဖို့ကြည်ဤတမိဖြစ်တယ်ဂျမန်လေးက သူ့ကိုဖမ်းလာတော့ဘုံမှာပြန်ပေးဖို့ကြီးမဟုတ်သေး။သူသည်ဘိုးကလေးသာဖြစ်တယ်။မခင်ဝေကသူ့အားသူ့နာမည်ရင် တင်မောင်ဖြစ်တဲ့ဖြင့်ကိုတင်မောင်ဟုခေါ်လိရှိခဲ့တယ်။မခင်ဝေနဲ့တစားတဲ့တစားဂျင်းနီး၍လာခဲ့ရသည့်၌သူသည်စီနူးလာမိတယ်။တင်မောင်မိဘများထံသို့ဘိုးကြီးကတင်မောင်ကိုပင် စာရေးခံ၍ပို့ခဲ့လေတယ်။တင်မောင်အသက်ဤတန်ဖိုးမှာတသား ိုကြီးသည်တလောဟာခရီးထွက်သွားလိုက်သည်မှာငါးရက်ခန့်ရှိပြီယခုတည်းပြန်မလာသည်သူဟာတင်မောင်းကိုသူ့အိမ်၌ခေါ်၍တိတ်တိညအီညနေပိုင်းမှာစား၍ခရီးထွက်ခြင်းဖြစ်တယ်တင်မောင်းသက်သာလျင်ချက်ချင်းမူလနေရာရှင်သို့ပြန်ပို့ရမည်ဟုအမိန့်ချခဲ့တော်လဲယခုထိတင်မောင်းကထိုအိမ်မှမစင်ရသည်လူသားအဖိုးနှင့်အမတို့ရှိရာအရာတွင် အချင်းဆိုသောအရာလဲရှိလျာကထိုရပန်းကလေးအတွင်တင်မောက်ကိုဒူးကွယ်ရာတွင်မခင်ဝေကမောင်းဟုခေါ်သည့်အထိတိုးတက်လာခဲ့၍မခင်ဝေသည်လဲတဝေတွင်ဝေခဲ့ရပေပြီကိုကတော့ဝေကိုတခါတည်းသာလက်ထပ်ယူချင်တာပဲကိုမှဝေသည့်ရဲ့အတိုင်းနှွဲကိုစစ်ဆက်ထားပြီးဖြစ်တာမှန်ပေမဲ့ဝေကိုလဲပိုခွတ်သွားနိုင်မှာမဟုတ်ဘူးဝေကို ကိုသိသိချစ်တာပဲ ဟူ၍မြန်တင်မောင်းကပြတ်တော့အခါတွင်ဝေရ။အိုးမောင်းရလေ။မြေအောက်ကလူနဲ့မြေပေါ်ကလူဟာဗရာတလန်တန်တလန်မှာမောင်းပါသာ လူကြီးမိပါဆက်ဆက်ထားတဲ့သူနဲ့ယူပါ။ဖေဖေပြန်လာရင် မောင်းဟာဝေတငယ်ချင်းလို့တကမှငငယ်လေးတုန်းကကြောင်းနေပဲလို့ဒါကြောင့်ပြန်လို့ပေးဖို့အကြောင်းဝေပြောပေးပါမယ်မောင်းရဲ့ဟုမျက်ရည်ဆက်လက်နဲ့ပြောချပါပဲ။တင်မောင်းစိတ်ထဲတွင် ဝေးဆိုသူမှာအလွန်သဘောထားကြည့်တော့မဏိမေခလာတပါးကဲ့သို့ကိုစားမျက်နှာမိပေတယ်။ချစ်သူတို့အိုသည်နန်းရပေးလူွယ်ရာတွင်တင်းကျပ်စွာဖဲ့၍ထားမိကြတယ်။တင်းမောင်ကခရမ်းရမ်းကလေးမှု့ပြစ်လိုက်တယ်။ထိုနေ့မှပင် ထိုနေ့မှပင် ဝေးဖေဖေပေါ်ကြီးပြန်ရောက်လာတယ်။ဝေးရသူ့ဖေဖေအားတင်းမောင်အကြောင်းများကိုခရီးရည်လိုပြောပြတယ်။မူလာကတင်းမောင်ကို ိမ်ပေါ်၌ပင်ယခုတက်တိုင်ထားရှိသည့်အတွေ့အပြစ်တင်လေသေးတော်လေသမီးကျော်ဟာတင်မောင်သည် သူနှင့်ကြောင်းနေပဲဖြစ်သည်ဟုအလျှောက်ကောင်းသဖြင့်တက်တာရရတော်တယ်ဝဲချံအတွင်း၌သာနေရထိုက်သောတင်မောင်အားဘိုးကြီး၏အိမ်မော်သို့တင်ထားရသည်မှာတရားလော်ကိစ္စတခုမဟုတ်ပေလားဝေရတင်မောင်အားပက်ဆံမတောင်းတော့ပဲပြန်၍လှွတ်ရန်သူ့ဖေဖေကိုနဘူးနစာလှုပ်လျက် သူ့ဖေဖေမှာပြန်ရောက်ကလေးကတမီးကျော်နဲ့စကားပြောရင်နက်နဲ့နက်နဲ့အကြံထုတ်ခဲ့ရသည်မှာကြားတော့လေမော်ရွေလာတယ်။မျက်နှာမုံမနာချွေးများစို့ရွေလာတယ်။တမီးလည်းမစားရသေးဘူး။အပေါ်အင်ကြီးပင်မချိုရသေးတော့သူ့တမီးငယ်အားအရေးအမွဲတော့ကြောရွေပြတယ်။မျက်နှာတိတူအားညီမျှပင်စည်နာထား၍လွတ်လိုက်စေကမို့ဝုတရာအပေါက်ထက်အပိယခက်ခဲသော လူတယောက်၏နှုတ်မှ ဤသို့သော စိတ်ဝင်စားပွဲရာအဖြစ်ကိုတစ်ကြိမ်မဟုတ်တစ်ကြိမ်ဇက်စုံခင်းပါလေလျင်ပြန်ပေးဖို့ကြီးအရှက်ကွဲရတော့မယ်မကောင်းသောအလုပ်ဖြစ်သည့်ဖြင့်ရာဇဝင်း၌စွန့်ထင်တော့မယ်မကောင်းသည့်အလုပ်တစုံတရာကိုညနေတီများမမြင်မတွေ့အောင်ကြိုးစားရပြီး အကယ်၍မြင်တွေ့သွားလျင်လဲထိုမြင်တွေ့သူကိုအစာဖြောင်းအစုံးစီရင်ရသည့်ရာဇဝင်ရှိခဲ့ကြောင်းကိုပါသူကပြောပြတယ် ဝေသည် သူစကားမှားလေပြီဖြစ်ကြောင်းကိုယခုမှနောက်တရရတယ်။အမှန်အရောစိတ်အတွေ့ပို၍လေသွားခြင်းပင်တင်မောင်သည်ဝေမျက်နှာသည်မဟုတ်ဝေငဲ့တငဲ့ခြင်းလည်းမဟုတ် အမှန်ကတော့တင်မောင်သည်ချွေကြပင်ချစ်သူတယောက်သာတာဘာနှုတ်တို့သည်အတွေ့ကိုစီနှင့်ချွေးကိုစီနှင့်တန်ကလေးကြတော့ဝေဘေဘေက တိတ်ဆိတ်ခြင်းကိုပြိုခွင်းလိုက်တော့တယ်။ပတဲ့ရမင်းကလေးတယောက်လိုက်လာတယ်လို့ကြားတယ် ။တကားကိုမင်းကြီးကရောက်တယ်တဲ့။ "तू आ ဈေးအစ်စ်ခိုင်းတယ်လို့ကြားတယ်။ဒီနေ့မနေ့စကန်းအမှတ်၁ကိုရောက်လာပြီးဈေးလျှော့ဖို့အတနာခံတယ်လို့သတင်းရတယ်။ဒီညနေဒီကို အရောက်ခေါ်ထားတယ်။ तू ရောက်တော့မှာပဲအရေးအခြေ ကြည့်လို့ရမှာပဲ။နှွယ်သည် အိမ်နာဘက်စီသို့ခတ်သွက်သွက်သွားနေသည်ကိုအပေါ်တန်းမှဝေးကမြင်ရလေလျင်ယုံကနေ၌နှွယ်မရှိစဉ်အကြိုက်မောက်ထန်သော ခိတသွားတွေ့မည်ဟုကြံစီလိုက်မိရဲ့မောင်နဲ့မတွေ့သည်မှာဂျမန်နေ့နှွေရောက်လာသည့်အချိန်မှစ၍ယနေ့အထိပင် သူသည်ကြပြကတိအင်ကြီးကိုလဲလိုက်တယ်။သူအင်ကြီးလဲနေသော အချိန်တွင်နှွေရအိမ်သား၌လူမအားသဖြင့်ပြန်၍လာသည်ကို သူမသိလိုက်ရှာ။သူမသိသဖြင့်လဲတိုးဘက်တစ်ချက်တစ်ချက်ရိုက်ခါအောက်ထက်သို့ဆင်းလာခဲ့မိတယ်။ခက်သွဲသွဲနှင့်ခိုးကြောင်ခိုးဝဲ တင်းမောက်အခန်းကိုဝင်လိုက်လျင်ဝင်ချင်းပင်ဂရင်ပေါ်၌ထိုင်ရင်တူဦးပေါ်တူတင်းကျက်စွာ ပွေဖဲနန်းရှုပ်နေသည့်တင်းမောင်နှင့်နှွဲ့ကိုမြင်လိုက်ရလျင်အိုးဟူသာအာမေရိတ်နိုင်ကချက်ချင်းပြန်၍ထွက်ပြေးလာမိတယ်။မောင်နှင့်နှွဲ့တို့ကပြုတ်ပြုတ်ပြတ်ပြတ်ပြုံးရယ်လိုက်သည်ကိုပင်သူကပြန်၍မပြုံးနိုင်ခဲ့ပေ။ဝေးခမရသည်တန်ွေခဲကိုဂျင်းမှာပိုက်မိလေပြီ။ ကြောက်เสียအလွန်ကောင်းသောသဝင်းတိုစိတ်သည်ရင်တွင်း၌ပွေနောက်လောင်ကျွမ်းလိုက်တော့ဝေသည် သူ့အရာထက်၌လူ၍နေရရှာတော့တယ်ဝေတယောက်လူ၍နေချိန်ဝယ်နှွယ်နှင့်မောင်တို့မတော်ညူးနေရှာလက်တန်းမောင်သည်ပြန်ပြီးအဖမ်းခံရသူများတဲ့တွင်ကံအကောင်ဆုံးသောသူတစ်ယောက်ပင်ပြန်ပြီးဖို့ဤတူရီသောချစ်သမီးဝေသည် သူ့ချစ်သူလာ၍ဖြစ်ရတယ်တို့အချိန်ကြောင့်ကောင်းကောင်းနေကောင်းကောင်းစားရပြီး ငွေတတောင်းမကုန်ပဲအိမ်တို့ပြန်ရမည်အခြေမျိုးကို တွေ့ရှိခဲ့ရတယ်။ဒါ၍ကံကောင်းပြန်သည့်ကဤပြန်ပေးစကန်ကဲ့သို့တောကျတောကြား၌အလွန်တရာတောင်းတခဲ့သောချစ်သူနွယ်ကိုလာ၍တွေ့ရတယ်။ပြီးတော့နွယ်နှစ်အတူအတိုးချပျော်မြူးခဲ့ရတယ်။မအဖိုးကအလွန်အလွန်ကံကောင်းလာတော့တယ်။အကောင်းသည်ဆုံး၍ပင်နေပြီ။ကောင်းလုံးတော့လေဟုံသွားရတယ်။ ဘဝတွင်အဘိဓမ္မာသဘောတရားကလည်းရှိပေသေးတယ်။ထိုသဘောကမြင့်သည့်အရာမဆိုလွန်လျင်မကောင်။ဤသို့ဆိုလျင်ကောင်းလွန်ခြင်းသည်အဆိုးပေလော။တကယ်ကံဆိုးသူမှာတော့ဝေကလေးပင် ဝေသည်မောက်အားခက်ပော့ပော့ချစ်ခဲ့တယ်။သူ့စိတ်ထဲတွင် မောက်အားယူရန်မရည်ဝဲ။မောက်ကိုနှွဲနှစ်ပင်လက်ထပ်စေခြင်းနဲ့ပြန်ပေးနေမှာငွေကြေးမကုန်မဲဘေးကင်းစွာပသိမ်တို့ ပြန်ရောက်ရေးကိုလည်းစောင့်ရွက်ပေးရန်စေတနာတလဟောဖြင့်ပြန်ရွယ်ခဲ့တယ်။ပြန်ရွယ်ရုံမက လက်တွေလည်းပြင်းပြအောင်စောင့်ရွက်ရန်စိတ်ရှိခဲ့တယ်။တို့များပင်ကြံရွယ်ခင်ညာလေနှွဲကဝင်ရွေရှုပ်လိုက်တယ်။နှွဲတမြင်သည်ဝေးအသေးကိုရစ်ခါပက်လျက်လှုပ်ကိုင်းစော်ကစားနေပြီတကား။ဝေးသည်မြို့များဝေခွဲ၍မရနိုင်အောင်ရှိတော်တယ်။နှွဲရောက်လာသည့်အချိန်ကစား၍ ယိုအဲ့ကြေကွဲရပြီဖြစ်သောဝိအသေးသည်ပြန်လဲ၍အသာကောင်းမတက်တော်ပေမျက်ရည်တို့သည်လည်းချော်ရည်ချော်မြုံတို့ကဲ့သို့ပူလောင်စွာစည်စင်ခဲ့ရသည်မှာတုံ့၍ပင်မနိုင်သွေးစိမ်းရှင်ရှင်အိုင်ဖွဲတကဲ့သို့ပင်သည် ယူမတက်ခံစားရသောဝိကမိလောင်ရာလေးပင်ကြုံရပြန်သည်မှာမောင်နှင်းွယ်ကို ဖက်လဲတကင် မြင်လိုက်ရခြင်းပင် ဝေသည် လူသားကလေးတယောက်သာဖြစ်ပေတယ်သူ၌ရှိသောအသေးလွာသည် ူးနူကလေးပင် ထိုအဖြစ်ပြများကိုမြင်ရတော့သူသည်ကမ္ဘာလောက၏အပြင်သို့ထွက်၍ပြေးခြင်းမိတယ်။တက်၍တည်ခြင်းစိတ်များလည်းပေါ်လာမိတယ်။ရင်း၌ပူလောင်လာသဖြင့်ငှက်ငယ်ကိုအရင်လက်လက်မိခင်ဖုတ်တကယ်သို့ထွန်းထွန်းလူများခံစားရရှာတယ်။ဝေရတော့အလွန်ကန်ဆိုးသူပဲပင်။ယခုမှတော့ဝေ၌ရင်ထဲတွင် အသေးယေရနာများမရှိတော့ဘူး။ ရင်ချက်သည်ဟာလာဟင်းလင်းနှင့်စွန့်နှလာပေတယ်။ကြာကြာတော့ခမရသည်တက်လဲ၍မခံစားနိုင်ရှာတော့သည်ဖြင့်သခန်းတုံးရှိ သူကြီးကြီးများရှိရာသို့ထွက်ခွာခဲ့ရတော့တယ်။လာကနည်းတွင် သူ့ဖက်ဖက်အားသူကြီးကြီးတို့ထံ သွားလည်မည်ဖြစ်ကြောင်းနှင့်တင်မောင်နှင့်နှွေတို့ကိစ္စကို သူဘာမှဝန်မပြောလိုကြောင်းဝေဖေဖေတို့ပြုလုပ်လိုရာပြုလုပ်ရန်သာဖြစ်ကြောင်းမျှတော့ကိုတော့မှွှဲဟခဲ့တယ်။ တမီးထွက်ခွာသွားသောအခါတမီးဤဖေဖေသည်တမီးကို နောက်ကျောမှကြည်ရင်ပြုံလိုက်လေတယ်။တမီးဤငယ်တငယ်ချင်းပေမို့တမီးအရေးအကဲကိုသာမျက်ခြေမပြတ်ကြည့်ရှုနေခဲ့ရရာယခုကဲ့သို့တမီးကအာနာကောင်ပြည့်ရသောအခါရင်ထဲတွင် ပေါ်ပါ၍သွားလေတယ်။နောက်တရက်တွင်နှွယ်သည်တကားရွာသို့ပြန်လဲရောက်ရှိလာပြီးငွေတထောင်မှတပြားများမလျှော့နိုင်ကြောင်းကိုသိခဲ့ရကြောင်းဖြင့် နွဲ့မိဘနဲ့မောင်မိဘများတို့သို့တင်ပေးလေတယ်။ပြီးတော့ဝိုင်းဝန်း၍မျက်ရည်ကြမိရလေတယ်။နောက်နှစ်ရက်ခန့်ကြာသောအခါမောင်အားပြန်ပေးတော့ကအစုံးစီရင်လေပြီဖြစ်ကြောင်းကိုတင်အခိုင်အလုံးရရှိသောအခါနွဲ့နှင့်မောင်ဘဲမှကျွေမျိုးများ၏ခြိုက်တန်သည့်ပဲ့တင်ထတ်တော်တယ်။မြေရီတို့သည်ချောင်းကဲ့သို့စီးကုန်တော်တယ်။ຫນွယ်ကလေးတယောက်တည်းသည်ကစိုးနေသွားက တမဟုံ၌မေး၍လဲသွားလေတည်းတင့်မှန်သောတရားခံကသဝင်တိုစိတ်ဖြစ်ကြောင်းကိုအဘယ်သူမှမသိလိုက်ရှာကြပေဟုတ်ကဲ့ပါရှင်စာရေးဆရာတိတ်ပံဘာတွေရေးသားထားတယ်စိတ်ဤညှို့လျာဆိုတဲ့ဝတ္ထုတို့လေးကဒီနေရာလေးမှာပဲပြီးဆုံးပါပဲရှင်နားဆင်သူအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကြမှာခြင်းနဲ့ပြည့်စုံကြပါစေရှင်